ကမ္ဘာနေရာသီးသီးမှာရှိကြတဲ့တိုင်းနာညီကောင်မောင်နှမများအားလုံးအင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်။ဒီကနေ့မှာတော့ကျွန်တော်တို့ဗမာမျိုးသားဒေါ်လန်ရေးတက်မတော်ရဲ့တခြားရေးလုပ်ငန်းစဉ်တွေရာတစ်ခုဖြစ်တဲ့ဤပညာတက်ရင်အတွက်ဖြည့်စည်တက်ဆင်မှုတွေပြုလုပ်ဖို့ရန်ဆိုပြီးတော့အာနကားပြန်ကမ်ပိန်းဆိုတဲ့ကမ်ပိန်းလေးတစ်ခုပြုလုပ်ခဲ့တာဒီကနေ့ဒါနောက်ဆုံးရက်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ဒီကမ်ပိန်းလေးကဩဂတ်စ်ဩဂတ်လ9ရက်နေ့ကနေစတင်ပြီးတော့မူလစက်တင်ဘာလ9ရက်နေ့မှာ အပိသက်ဖို့ကြီးရထားတယ်။မွေးပမာဏအဖြစ်တော့သိန်းလုံးတောင်ပေါ့။ဒါပေမဲ့ဒီလိုလူလူတွေကဒလိုင်းကာလာကြာရှင်မှုမှာပြမန်းလာကြတဲ့အခြေအနေလေးအရအသားကပမာဏအပြည့်မီခဲ့ဦး။အဲ့တော့ကျွန်တော်တို့ဒီထပ်တိုးပြီးတော့စတေမာ9ရက်ကနေပြီးတော့အော်တိုဘာလာ9ရက်နေ့ထိထပ်တိုးပြီးတော့တက်မှတ်ခဲ့တာရှိတယ်။ဒီကနေ့ဆိုရင်တော့ထပ်တိုးကာလာကပြမြောက်ခဲ့ပြီဖြစ်တယ်လို့ဒီကမ်ပိန်းအတွက်ရည်ရထားတဲ့အင်းသုံးတော်ဆိုတဲ့ငွေပမာဏကလည်းပြမြောက်ခဲ့ပြီဖြစ်တယ်။ ခက်ခဲကာလမှာဒီလိုအန္တရာယ်မျိုးမျိုးတွေဂျားကနေပြီးတော့ရုံကြီးကြီးပါဝင်ပေးထားကြတဲ့ဒီလိုတယောက်ချင်းစီတိုင်းကိုအတကယ်ကိုပဲတလေးတစားကျွန်တော်တို့ကျေးဇူးတင်ရှိပါတယ်။ပြီးခဲ့တဲ့ဒီဥစားဘကံပိန်းမှာကျွန်တော်တို့တိန်းတောင်းရေရွယ်ပေးမဲ့ဒါမပြည့်မီခဲ့ဘူး။မပြည့်မီဒီတိုင်းကျွန်တော်တို့အနေနဲ့ဒီရရှိလာတဲ့ငွေချေးတွေကိုအလေးလုံးမဖြစ်စေဘဲနဲ့လက်နက်ခဲရန်တွေဒါဝယ်ယူသက်ဆင်ဖြည့်တင်ထားတယ်။အဲ့ဒီမှာကျွန်တော်တို့လိုအပ်တဲ့တိစားမှုတွေဆက်လက်လုပ်ကိုင်းတယ်။အဖက်မှာလည်းဆက်စင်ရေးကိစ္စတွေကိုမနာမနေလုပ်နေကြပါတယ်။ အဲ့ဒီဒီဆောင်ရွက်လုပ်ငန်းစဉ်တွေကနောက်ထပ်အဲကျွန်တော်တို့မျိုးမြီတော့မပြောတော့ပေါ့နော်ကျွန်တော်တို့ဒီအဲကျွန်တော်တို့တက်အတွက်အဓိကခန္ဓာ၃ရပ်ပေါ့အပိုင်း၃ပိုင်းကိုဟောဒီနေ့ပညာတက်ရင်အပါဝင်အပိုင်း၃ပိုင်းကိုကျွန်တော်တို့အဆင်ပြေတင်ဖို့လုပ်နေတာရှိတယ်ပေါ့နော်အဲ့ဒီမှာအာပထမအပိုင်းတစ်ခုအခုဒုတိယအပိုင်းဒါနေ့ပညာတက်ရင်အတွက်ပေါ့နော် အတတိယအပိုင်းတစ်ခုတော့ကြန့်ရှိနေတယ်ပေါ့နော်ဒီဆောင်မှုလုပ်ငန်းစဉ်တွေထဲမှာပါပဲဖြစ်ဖြစ်ဒါဒီနေ့ပညာတိုင်ရင်အတွက်တော့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့ဒီဝေဒီပမာဏရရှိလာခဲ့တယ်ပေါ့နော်ဒီဒီဥစ္စာကကျွန်တော်တို့နေ့ပညာတိုင်ရင်အတွက်လုံလောက်တဲ့ပမာဏလားဆိုတော့လေတကယ်လုံလောက်တဲ့ပမာဏတော့မဟုတ်ပါဘူးဒါပေမဲ့အခြားကျွန်တော်တို့ပြင်ဆင်ထားတဲ့အနေထားတွေနဲ့ဖြည့်ဆည်းပြီးတော့လိုအပ်တဲ့အခြေအနေလေးပြည့်စုံဖို့ကျွန်တော်တို့ဘာသာဒါတာဖွဲ့ကကိုနီကိုဟန်နဲ့စူးစမ်းသွားကြမှာလဲဖြစ်တယ်ပေါ့နော် ဒီတိဆောက်မှုတွေကကျွန်တော်တို့လာမယ့်ကာလမှာဒီအခြေအနေရပြန်လာနိုင်တဲ့စီးရီးတွေကိုရင်ဆိုင်ဖို့ပုံမပြုလုပ်ဖို့ပေါ့ကျွန်တော်တို့ဒါဖြစ်စင်နေကြခြင်းဖြစ်တယ်ပေါ့အဲ့ဒီအနေထားမှာနိုင်ငံရေးအရေးတွေကလည်းအာလှုပ်ရှားမှုတွေနော်ဟုတ်ကျွန်တော်တို့ဒီပြင်ထန်တဲ့အလဲအပြောင်းအနေနဲ့ဒါရွေ့နေတဲ့ကာလဖြစ်ပါအဲ့ဒီအနေထားမှာ PNR ရေးနဲ့လိုက်ပါပြီးတော့အနေနဲ့လိုက်ပါပြီးတော့လှုပ်ဆောင်နိုင်ဖို့ကျွန်တော်တို့ဒီဘက်မှာလည်းပုံစံမျိုးစုံနဲ့အာကြံစီစူးစမ်းအားထုတ်နေပါတယ်ဒီအနေထားမှာ ီအမလိုအမရဖြစ်နေကြတဲ့ဒီသူတွေကိုလည်းအချိန်တစ်ခုအသိခံပေးထားပါအောင်လို့လည်းကျွန်တော်ဒီကနေပြီးတော့တပါးတဲ့အသိပေးလိုပါတယ်အာကျွန်တော်တို့တွေဒီဘယ်လိုပဲနိုင်ငံရေးအရွှေတောင်းနေကြမ်းလာနေကြမ်းလာနေကျွန်တော်တို့လူထုတွေအတွက်အစုံတရားကောင်းကျိုးရယူဖို့တော့ကျွန်တော်တို့အမြဲတမ်းကြံစည်စူးစမ်းနေမှာဖြစ်ပါတယ်တဲ့တဲ့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ဖြစ်ပေါ်နေတဲ့အဲနိုင်ငံရေးကအကျိုးစီးပွားတစ်ခုကိုလိုရနေကြခြင်းဖြစ်တယ်ပေါ့အဲ့ဒီမှာ ဒီဒီနိုင်ငံရေးထဲမှာပါဝင်နေတဲ့သူတိုင်းတူညီတာတစ်ခုကအကျိုးစီးပွားကိုလူရနေကြခြင်းပဲဖြစ်တယ်။မတူတာတစ်ခုကတော့တစုကကိုကျိုးစီးပွားအတွက်လူရနေကြပြီးတော့အဲတစုကဒီလူလူတို့ရဲ့အကျိုးစီးပွားအတွက်လူရနေကြခြင်းဖြစ်တယ်။အဲ့ဒီမှာလူရင်းပြောရရင်တော့နိုင်ငံရေးအရွေပြောင်းနေမှာကျွန်တော်တို့မျောလင့်ထားသလောက်ကျွန်တော်တို့လောဘကြီးသလောက်မရခဲ့ရင်တောင်မှအရွေပြောင်းနေမှာအဲ့ဒီအရွေပြောင်းတဲ့တင့်တော်တဲ့လိုက်ပါပြောင်းလဲမှုတွေကျွန်တော်တို့လှုပ်ဆောင်ရမယ်ဆိုရင်တောင်မှပြောလိုတာကတော့လူတို့ရဲ့အကျိုးစီးပွားအတော့ပဲ ကျွန်တော်တို့စ조사มาပါကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးမှာလိုရမှုကပြည်သူရဲ့အကျိုးစီးပွားအတွက်လိုရမှုပဲဖြစ်စေရမယ်လို့ကျွန်တော်တို့အနေနဲ့ကတိပြုပါတယ်ဒါကြောင့်ဒီလိုမျိုးကျွန်တော်တို့조사အထောက်မှုတွေအပေါ်မှာယုံကြည်ပေးကြတယ်ဝန်ရံပေးကြတယ်သူတိုင်းကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်အမ်မယုံကြည်ဘူးမဝန်ရံဘူးဆိုတဲ့လူတွေအတွက်လည်းကျွန်တော်တို့ရဲ့မူလရည်ရွယ်ချက်ကတော့အတိုင်းပြည်မှာကျွန်တော်တို့လုံနိုင်ရင်လုံနိုင်တယ်လို့အားလုံးကောင်းဖို့ဖြစ်တဲ့အတွက်ဒါအမြဲတမ်းတော့မဆိုကျွန်တော်တို့တက်ကတော့နိုင်ငံရေးသက်သာမှန်မှန်နဲ့ ဆက်လက်စူးစမ်းသွားမယ်ဆိုတာကိုလည်းအတိပေးလိုပါတယ်။ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမလို့အမရမှုတွေရှိနေတဲ့အတိုင်းကျွန်တော်တို့ BNA ကိုအိုးအစကတည်းကဒါအခုထိယုံကြည်အားပေးခဲ့ကြတဲ့ဝန်ရံအားဖြည့်ခဲ့ကြတဲ့လူတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့လေးလေးနက်နက်ကျေးဇူးတင်ချောင်းအဒီကနေပြောလိုပါတယ်။ဒီအခုလက်ရှိပြီးသွားတဲ့ဒါငကားပြန်ကမ်ပိန်းဆိုရင်လည်းဒါနေပညာတရင်အတွက်ကျွန်တော်တို့ပြင်ဆင်တိစောက်မှုတစ်ခုဖြစ်တယ်လို့အတိုင်းအတာတစ်ခုအထိလည်း ဒါကပြည့်စုံသွားစေခဲ့ပါတယ်။ပြည်သူတွေဟာခက်ခဲကြကကျွန်တော်တို့အပေါ်မှာယုံကြည်မှုနဲ့အင်အားတွေခွဲပေးခဲ့တာဖြစ်လို့အဲ့ဒီခွဲပေးခဲ့တဲ့အင်အားတွေကိုစူးစီးပြီးတော့ပြည်သူအတွက်အကျိုးစီးပွားဖြစ်အောင်ကျွန်တော်တို့အဲ့ဒီအင်အားတွေကိုအသုံးပြုသွားမယ်လို့လည်းထပ်ဆောင်ပြီးတော့ပြောလိုပါတယ်။အားလုံးအားလုံးပေါ့နော်။ဒါဒီကနေ့ပြီးခဲ့တဲ့အချိန်အခုပြစ်စုံပန်တဲ့တွေကနေပြီးတော့လာမယ့်အနာဂတ်နေ့ရက်တိတိကျွန်တော်တို့ပြည်သူအတွက်ဖြစ်နေပါမယ်။နော်။ အားလုံးကလည်းရုံကြည်ကြည်နဲ့လက်တွဲပြီးတော့ဟောအားဖြည့်ပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရခိုင်တိုက်တွန်းလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့တိုင်းပြည်အတွက်စ조사အားထုတ်မှုဟာကျွန်တော်တို့ကြည်လည်းမလုံလောက်ပါဘူး။အားလုံးစုစည်းထားရမယ်။အားလုံးလက်တွဲထားရမယ်။အားလုံးရဲ့ပံ့ပိုးကူညီမှုတွေအားလုံးရဲ့စူပေါင်းအားဆိုင်မှုတွေနဲ့တွားရမှာဖြစ်လို့ကျွန်တော်တို့အဲဒီလိုမေတ္တာရခိုင်ရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့။အခုပါဝင်မှုတွေတိုင်းအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။စောင့်ကြည့်နေပါကျွန်တော်တို့ BNR ရဲ့ ီနိုင်ငံရေးအချုပ်အထွေးတွေဒီနိုင်ငံရေးအလှည့်ပတ်တွေဂျားတွေကနေကျွန်တော်တို့သစ္စာရှိရှိနဲ့ပြည်သူတို့အကျိုးစီးပွားနော်ပြည်သူလိုလားချက်တစ်ခုမဟုတ်တစ်ခုကိုရအောင်ယူဆောင်ပေးသွားမယ်ဆိုတာအဲဒီကနေပြီးတော့လဲတပါးတဲ့ဂရီးပြုသစ္စာဆိုပါတယ်ဘာဝင်ပေးတဲ့တယောက်စီတိုင်းကိုနော်ရဲဘော်အားလုံးနဲ့ပြည်သူလူထုကိုစားတကယ်ကိုအများကြီးကျေးဇူးတင်ပါတယ်အားလုံးပေးကင်းကြပါကြပါစေ